ဒီစင်ကြီးကဘားကြောင့်သူ့ရဲ့အဆွဲတွေနဲ့မြေကြီးနဲ့တွင်းတူဖို့လုပ်နေရတာလေ။ရားလို့ကုတ်တာလား။ဒါမှမဟုတ်သူ့ရဲ့ခွန်အားကိုကြွားဝါဖို့ကြိုးစားနေတာလား။တကယ်တော့ဒီလောက်ရက်ရဲ့နောက်ွယ်မှာအကြောင်းရင်းတွေအများကြီးရှိနေနိုင်ပါတယ်။စင်တွေကအတော်လေးညံကောင်းတဲ့တတဝါတွေပါ။သူ့ရဲ့ခန္ဓာကိုယ်မှာအာဟာရဓာတ်တွေ၊ကယ်ဆီယမ်နဲ့မက်ဂနီဆီယမ်လိုစားဓာတ်တွေယုံနေနေပြီလားဆိုတာကိုတော့ဆရာဝန်စီသွားပြစရာမလိုပဲကိုယ်တိုင်ခံမှန်းနိုင်ကြပါတယ်။ဒါကြောင့်လိုအပ်တဲ့ဓာတ်တွေကိုဖြည့်တင်းဖို့အတွက်မြေကြီးကိုအစွန်းနဲ့တွင်းလို့ပြီးမြေကြီးတွေကစားဓာတ်တွေကိုစုပ်ယူနေကြတာပါ ပူပြီးအော်ဖို့ကောင်းတာကသူတို့ဟာမြေောက်ရေကိုလည်းခန်းစားသိရှိနိုင်တာပါပဲ။ဒါကြောင့်၆တွေ့ပူပြင်းလုံးလို့မြေပေါ်ရေတွေခန်းချောက်ကုန်တဲ့အချိန်မှတော့သူတို့ကမြေောက်ရေရရှိနိုင်မယ့်နေရာကိုရှာခွေပြီးတော့အခုလိုမျိုးအစွဲနဲ့ထုတ်ယူနိုင်ကြတာပေါ့။ပြောရရင်ဒီလုပ်ရဟာတခြားသောကလေးဆန်တွေအတွက်လည်းအကျိုးရှိတာပါပဲ။အခမဲ့ရေရင်းတူးပေးတဲ့သူရှိနေတော့ရေမှန်ကတော့ဘူးမဟုတ်လား။နောက်ဆုံးချက်ကတော့ dust bedding လို့ခေါ်တဲ့ skin care နည်းတစ်မျိုးပဲဖြစ်ပါတယ်။ ရှုံနေမရှိတဲ့နေရာတွေမှာစင်တွေကသူတို့ရဲ့အသားရည်ကိုနေလောင်တံကကာဝယ်ဖို့အတွက်စိုစွတ်တဲ့မြေးစည်းတွေကိုအစွဲနဲ့ထိုးပွားပြီးကိုပေါ်လင်းကျန်နေကြပါတယ်။စင်တွေကထင်မှားလာအောင်ကိုအထာကြတယ်မဟုတ်လား။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။ပရိသတ်တို့ဒီဗီဒီယိုထဲမှာမြင်နေရတဲ့အကောင်လေးကို Platy Pad လို့ခေါ်ပါတယ်။ဩစတြေးလျမှာတွေ့ရများတဲ့ဒီအကောင်လေးတွေကကမ္ဘာအထူးဆန်းဆုံးတတ္တဝါလို့သတ်မှတ်ခံရတာပါ။ ဘဲနိုဒင်းနဲ့တူတဲ့ပါဇက်ရှိပြီးအမိကတော့ဖြန့်နှံ့တူနေတဲ့အပြင်ကိုပေါ်မှာလည်းရေစိုးခံနိုင်တဲ့အမွေးတောင်တွေရှိနေသေးတာကြောင့်ဒီအကောင်လေးကိုမြမလူမျိုးတွေကတော့ဘဲတူဖြန့်တူဆိုပြီးတော့အလွယ်ခေါ်ကြတာပေါ့1999ခုနှစ်မှာဘဲတူဖြန့်တူကိုစပြီးတော့တွေးခဲ့တုန်းကဆိုရင်သိပ္ပံပညာရှင်တယောက်ကတကယ်တိတ်ဆန်အစ်စ်လိုတော့မယုံနိုင်ခဲ့ပေနဲ့ရုပ်ထုတစ်ခုဆိုပြီးတော့ထင်ခဲ့ပါသေးတယ်။ပိုပြီးအံ့ဩဖို့ကောင်းတာကဒီဘဲတူဖြန့်တူလေးတွေဟာဥပကနေအကောင်ပေါက်တာဆိုပေမဲ့နိုးတိုက်တတ္တဝါတွေပဲဖြစ်ပါတယ်။ ဒါပြင်သူ့ရဲ့နှုတ်သီးထိပ်မှာငမန်းတွေလိုမျိုး electro reset တာပေါင်း၄000လောက်အထိလည်းပါနေတာကြောင့်ကားကောင်တွေကိုအလွယ်တကူအာရုံခံနိုင်ပါသေးတယ်။သူတို့မှာ set chromosome ကလည်းဒဇုံနဲ့မကပဲ50လောက်ထိပါဝင်နေတာကြောင့်မျိုးပွားမှုလုပ်ငန်းစဉ်ကစတခြားသတ္တဝါတွေနဲ့မတူပဲထူးခြားတယ်လို့သိရပါတယ်။ရာသီချင်းရောက်တိုင်းအထီးနှစ်ကောင်ကတယောက်အမိတယောက်ကြိုက်ပြီးဝိုင်းပက်ရှင်ပြန်ကိုလိုပါတယ်အထူးဆန်းဆုံးကတော့ဒီထဲကအနံ့ရသူကသာမေးလိုက်ခွင့်ကိုရရှိမှာပဲဖြစ်ပါတယ် ပိတ်သက်ကြီးတို့ရောဒီလိုထူးဆန်းမှုတွေပြင်နေတဲ့ဘဲလူဖြန်လူကောင်းလေးတွေကိုအပြင်မှာတွေ့ကျင်နေကြပြီလားဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်အလုံးမရှိကြောင်ရေချိုးဆိုသလိုလောကကြီးမှာအရှုပ်တွေလုပ်ပြီးအလုပ်တွေရှုပ်ပြနေတဲ့သူတွေအများကြီးပါပဲ။ဒါပေမဲ့ဒီလိုလောက်တော့ဘယ်သူမှအာအာရရဖြစ်နေမယ်မထင်ပါဘူး။သူကဝက်တွေစားဖို့အတွက်ကိုယ်တိုင်ကြကြနာနာဟင်းချက်ကျွေးခဲ့တာပါ။ပထမဆုံးသူကမွေးထားတဲ့ဝက်တွေအလုံးကိုပွေးပြီးတော့တန့်သွားရေတောင်ချိုးပေးလိုက်ပါသေးတယ်။ပြီးတဲ့အခါမိုးပြဲတဲ့ကြီးနဲ့ချက်ပြုတ်ခြင်းလုပ်ငန်းစဉ်ကိုစတင်တော့တာပေါ့။ သူကတေချာရွေးထားတဲ့ရွှေပြုံလေးတွေသခွားသီးတွေကိုစိတ်ရှိရှိနဲ့စေးကြောနှီးဖြတ်လိုက်ပါတယ်။အဲ့ဒီအသီးတွေကိုစဘာပြောင်းရင်နဲ့ယော့ပြီးအိုးပေါ်မှာကျိုးချက်လိုက်ပါတယ်။ဝက်စာသားပြောတယ်ဘလောက်တောင်စားကြင်စရာကောင်းလဲဆိုတာပြိသက်တို့ကိုယ်တိုင်သာကြည့်လိုက်ကြပါတော့။စိတ်ကြိုက်ကျိုးချက်ပြီးတာနဲ့ဝက်တွေကိုမကြွေးခင်မှာအစာခွက်ကိုတော့ရေနဲ့စနစ်တကျစေးကြောပေးလိုက်သေးတာပါ။ဝက်တွေကလည်းအပါတရစားနေတာဖြစ်လို့အာရရချက်ပြုတ်ပေးထားရတဲ့ဒီလူရဲ့စူးစမ်းအထုံးမှုကအလကားတော့မဖြစ်သွားဘူးပေါ့။ မိသက်ကြီးတို့ရောဒီလူကိုဘလို့ထင်မြင်မိကြလဲဆိုတာပြပြပေးသွားကြပါအောင်နော်ဗီဒီယိုလေးကိုအဆုံးသတ်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်